ကဲကျွန်တော်ဒီ review channel လေးကိုအစဉ်တစက်ကြည့်ရှုအားပေးနေတဲ့ကဘာအနှံ့နိုင်ငံတီးတီးကညီကိုမောင်တို့များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျေးဇူးတင်တဲ့ပြည့်စုံတဲ့မနက်ခင်းလေးဖြစ်ပါသေးလို့ကျွန်တော်တို့ဒီ review channel ကနေပြီးတော့ရှေးဥပဒေမှာဆိုတာစုမုံအောင်တောင်းပေးပါရစေဗျ။ကဲဟုတ်ပြီကျွန်တော်တို့ဒီနေ့ကတော့တည်င်းလေးနှစ်ပုတ်ပေါ့နော်။ အဲပထမတည်င်းလေးကတော့ကျွန်တော်တို့ဟိုဒန်ယာကနေပြီးတော့အလှင်မြန်ပြန်လဲပြီးတော့တတ်တာလာတဲ့ကျွန်တော်တို့အဲလစ်ဆန်နိုမာတီနက်နေနဲ့ဒီလီဗာပူးနဲ့ပွဲမှာများပွဲထွက်လာမလားဆိုတာလေးကိုအဲဒီစကက်လုပ်ကြည့်မယ်နောက်တစ်ခုကတော့မလက်ဆီယာရဲ့ပြောင်းရွှေ့ပေါ့နော်အဲ့ဒီဟာအဲ့တည်င်းလေးနှစ်ပုတ်ကိုညီကိုရင်းနဲ့ကျွန်တော်ဒီမနက်ခင်းလေးမှာအဲတစ်ချက်ဒီကိုရီကိုရှယ်ရင်းလဲလုပ်မယ်ညီကိုရင်းနဲ့ဒီစကက်လဲလုပ်မယ်ပေါ့နော်ဟုတ်ပြီညီကိုရီအဲပထမဆုံးအနေနဲ့ကျွန်တော်တို့မာတီနက်ရဲ့ဒန်ယာအခြေအနေကတော့တော်တော်လေးကောင်းမွန်တက်တာလာတာကိုတွေ့ရတယ် နောက်တစ်ခုကကျွန်တော်တို့သူ့အနေနဲ့ကအာ February 2ရက်နေ့ Crystal Palace နဲ့ပွဲကြရသူဒဏ်ရာရသွားတယ်ပေါ့နော် သူဒဏ်ရာရသွားတယ်သူ့ရဲ့ဒဏ်ရာကလည်းလုံးဝပြင်းထန်တဲ့အနေအထားမှာရှိရပေါ့နော်အဲကျွန်တော်တို့ပြောရမယ်ဆိုရင် ACL ဒဏ်ရာတွေကတော်တော်လေးပြင်းပြင်းထန်တဲ့အနေအထားမှာရှိရပြီးတော့ပေါ့လို့မရတဲ့အနေအထားပေါ့နော်အပြီးတော့ခါကြတော့ကျွန်တော်တို့လှုပ်လှုပ်ရှားရှားလှုပ်တာတွေဘာတွေအဲပြီးတော့ခါကြတော့အများကြီးပဲဗျာသိရမလားအာဒီကောင်း ဒီဒီတန်ရာကဒီ injury ကတက်တာဘူးကတော်တော်လေးကိုကျွန်တော်တို့အချိန်ပေးရတဲ့တန်ရာမျိုးဖြစ်နေတယ်ပေါ့နော်အဲပြီးတော့ PCR တန်ရာဆိုတာလည်းရှိသေးတယ်ပေါ့နော်အဲ PCR တန်ရာကတော့နည်းနည်းလေးဒီကျွန်တော်တို့ ACL ထက်တော့နည်းနည်းလေးတော့တက်တာမျိုးပေါ့နော်ကဲဟုတ်ပြီကျွန်တော်တို့ဘလူးပဲဖြစ်ဖြစ်ပါနော်ကျွန်တော်တို့တရင်လေးဆိုးလေးတစ်ခုတက်လာတယ်အဲ့ဒါကတခြားမဟုတ်ပြကျွန်တော်တို့ကျွန်တော်တို့ဆမ်မွန်ဂျုံနဲ့ဒေးလီမေးကနေပြီးတော့တက်လာတာပေါ့နော်ကျွန်တော်တို့မာတီနက်အနေနဲ့ဒီတစ်ပတ်မှာ ဲဒီတစ်ပတ်ဆိုတာကညီကိုတို့ဟိုဟာ international break ကကျွန်တော်15ရက်နေဆိုပြီးပြီဗျာเนาะ ကျွန်တော်တို့19ရက်နေ့မှာအဲကျွန်တော်တို့လီဗာပူးအသင်းနဲ့ကျွန်တော်တို့ကည7:00နာရီပေါ့နော်ကျွန်တော်တို့မြန်မာစံတော်ချိန်ဆိုရင်ည7:00နာရီမှာကစားရမှာပေါ့နော်လီဗာပူးရဲ့အန်ဖီကွင်းကိုတွားပြီးတော့ကစားရမှာပေါ့နော်အဲ့တော့ခါကျကျွန်တော်တို့ဒီ15ရက်နေ့ပြီးပြီဆိုရင်တော့ international break ပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့16ရက်နေ့မှာအဲကျွန်တော်တို့ကစားသမားအနေနဲ့ကျွန်တော်တို့အသင်းနဲ့ပြန်လည်ပြီးတော့ပူးပေါင်းလိမ့်မယ်ဗျာနော်အဲ့ပူးပေါင်းမှာဖြစ်တဲ့အတွက်ညီကိုတို့ရေအဲ့ဒီပူးပေါင်းမဲ့အသင်းနဲ့မှာကျွန်တော်တို့မာတီနယ်လည်းပါလာပြီပေါ့နော်မာတီနယ်လည်းအသင်းနဲ့တူတူ training စပြီးတော့ ူပေါင်းပြီးတော့ဆင်းမယ်ဆိုတဲ့အရာကိုပြောထားတယ်အဲဆင်းမယ်ဆိုတော့ခါကျတော့ကျွန်တော်တို့အနေနဲ့ပေါ့နော်မာဒီနက်အနေနဲ့ဒီလေပါဘူးနဲ့ပွဲမှာများစတင်ပြီးတော့ပွဲထွက်လာမလားပေါ့နော်မာဒီနက်ကိုတော့ကျွန်တော်တို့ညီပြအန်မိုရင်ကတော့သဘောကျတယ်ဗျာဘာလို့လဲဆိုတော့မာဒီနက်လူကစားသမားကိုသဘောမကျတဲ့ညီပြဆိုတာရှားတယ်ဘာလို့လဲဆိုတော့မာဒီနက်ကအာသူညီပြကျွန်တော်ပြောသလိုပဲဗျာအဲမာဒီနက်တို့ကျွန်တော်ဘရူနိုတို့မက်ဆီမောင်းတို့ဆိုတော့အလုံးဝတပုံစံလေးပဲယူနိုက်တက်ပေါ်မှာပေးဆက်ပြီးတော့ကစားတယ်အဲပြီးတော့ခါကြတော့ နီးပြထားတဲ့နေရာမှာသူတို့ကအကောင်းဆုံးကြိုးစားပြီးတော့စော့တယ်ပေါ့နော်အဲ့လိုသားသမားမျိုးတွေကနီးပြတွေကသဘောကျတယ်ဗျအဲ့ဒီတော့ခါကျတော့မာရီနက်ကိုတော့တေချာဘောက်လိုင်းနဲ့မအောက်ဘူးမာရီနက်မကစားနိုင်လို့ဒါထားလိုင်းနဲ့အောက်နေရလို့ပြောရမှာပေါ့နော်ကဲဟုတ်ပြီအဲ့ဒီအချိန်မှာကျွန်တော်တို့ထွက်လာတဲ့သတင်းလေးကတော့သူ့အနေနဲ့ကတော့တဲ့ဝင်ကစားဘူးကတော့သူက Brighton နဲ့ပွဲဒါမှမဟုတ်ရင်ကျွန်တော်တို့ Nottingham Forest နဲ့ပွဲတွေကိုပဲအဲ ထားပါတော့အဲ့ပွဲဒီမှာပဲသူပါနိုင်မယ်ပေါ့နော်အဲ Brighton နဲ့ပွဲဖြစ်ဖြစ်လိမ့်မယ်ပေါ့နော် Brighton နဲ့ကတော့ကျွန်တော်တို့ October 25ရက်နေ့ပေါ့နော်အဲ Liverpool နဲ့ပွဲ B ကံရမယ်ပွဲပေါ့နော်အဲ့ကြမှာပဲကစားကစားနိုင်လိမ့်မယ် Liverpool နဲ့ပွဲကတော့ကျွန်တော်တို့ Martinez အနေနဲ့အဝင်ကစားဖို့လုံးဝမသေးကြသေးတဲ့နေထားအဲပြီးတော့ပါဦးမပါနိုင်တဲ့နေထားပေါ့နော်ကဲဟုတ်ပြီညီကိုရေနောက်တစ်ပုတ်ကတော့ကျွန်တော်တို့ Malaysia ပေါ့နော် Malaysia ကိုအဲ Malaysia ကတော့ကျွန်တော်တို့ United ကိုညီကို အဲမလေးရှားကညီကိုလို့2020နဲ့2023မှာကျွန်တော်တို့ပေါင်း13တန်း add on နဲ့မှာ1.7တန်းဆိုတော့ကျွန်တော်တို့14အဲပေါင်း14တန်းဝင်းကျင်လောက်ပဲကျခဲ့တဲ့ကစားသမားပေါ့နော်တော်တော်လေးပေါ့ပေါ့ပေးပေးနဲ့ကျွန်တော်ရားခဲ့တာပေါ့နော်အဲ့ချိန်တုန်းကပေါ့နော်အဲအဲ့ဒီကစားသမားကကျွန်တော်တို့အဲ့ United ကိုရောက်တဲ့ချိန်တုန်းကမှသူ့အတက်ကကျွန်တော်တို့23ဝင်းကျင်လောက်ပဲရှိသေးတယ်ဗျာနော် United မှာ200ဒီလောက်ပဲကစားတယ်နောက်တစ်ခုကသူ United တော့48ပွဲကစားပေးနိုင်တယ် ဒီဟိုဟာယာကူကတော့သူမရှိဘူးပေးဟိုဟာပါတော့အဓိကယာကူဆိုတာအဲ assistant ကိုမရှိဘူးပြဒီကစားသမားကပေါ့နော်အဲဒီကစားသမားကိုကျွန်တော်တို့ဘယ်သူတွေနဲ့တရင်ထွက်လာလဲဆိုတော့ကျွန်တော်တို့ကာလာဒါစာရီပေါ့နော်ကာလာဒါစာရီကတော့အော်တိကျတဲ့အတိုင်းပဲညီကိုတို့ရေနော်အော်ဒီယာဒီမှာချန်ပီယံလိမှာလဲအာသူတို့အနေနဲ့တော်တော်လေးကောင်းကောင်းမွန်မွန်လုပ်ပြနိုင်တဲ့အသင်းပြီးတော့ခါကျတော့သူတို့အသင်းမှာဆိုရင်တကယ်ကိုဟိုပြောရမယ်စူပါစတားအပလီယာတွေတော်တော်များများ ကိုသူကကောက်ထားတယ်တော်ကောက်ထားတယ်အတင်းလို့ပြောလို့ရတယ်ပေါ့နော်အဲ့အတင်းကကျွန်တော်ကစားသမားကိုလိုက်နေပေါ့နော်အဲဒါပေမဲ့လည်းအဲသူတို့အနေနဲ့ကတော့အဲသူတို့အနေနဲ့ကတော့ဒီကျွန်တော်တို့ဇန်နဝါရီဆောင်းရည်ဈေးကွက်မှာကမ်းလမ်းပို့ဆိုတာတော့တိတ်တော့မဖြစ်နိုင်ဘူးအဲဒါပေမဲ့လည်းပြောလို့တော့မရဘူးပေါ့နော်အာကျွန်တော်တို့ဘက်ကသာဈေးတွေပါလျှော့ရအောင်လေလာစားငွေတွေလျှော့နေတာဖြစ်တဲ့အတွက်ဒီကစားသမားကိုဟိုပြောရမယ်ဆိုရင် စီးနည်းနည်းလောက်နဲ့ပေးမယ်ဆိုရင်တော့ယူလောက်တယ်ပေါ့ဗျာအဲ့အနေထားပေါ့နော်အဲဘာဖြစ်ဖြစ်မလေးရှားကကျွန်တော်တို့အတင်းမှာ200ဒီပဲကစားပေးတယ်58ပွဲပဲကစားပေးတယ်နောက်တစ်ခုကကျွန်တော်တို့ဟိုနောက်100ဒီမှာလဲ300ဒီရှိပြီးတော့ပေါ့နော်ရောက်တာတော့အဲ့မှာ နောက်တရာဒီမှာလဲသူ့အနေနဲ့ကဖငားထွက်ပြီးတော့ PSV ကိုကစားတာပေါ့နော်အဲကျွန်တော်တို့ FNU ကနေပြောင်းလာတယ်လောလောလာလာခြေစွမ်းပိုင်းမှာလဲမကောင်းမှုဒဏ်ရာပြဿနာတွေနဲ့ပဲလုံးပန်းနေရတာများတဲ့ဒီကစားသမားကိုအကျွန်တော်တို့ United အနေနဲ့လဲရောင်းချမယ်လို့ထင်ပါတယ်ပေါ့နော်ဒီကစားသမားကိုကျွန်တော်ဆက်ထားထပ်ဆိုင်ကျွန်တော်တို့လူငယ်ကစားသမားလေးတွေကိုကျွန်တော်အနေနဲ့ကတော့နေရာပေးသေးတယ်ပေါ့နော်ကျွန်တော်တို့ Haven လို့လည်းရှိမယ်ဗျာနော်လူငယ်ကစားသမားလေးဆိုရင် United မှာအများပြားရှိရဲအဲ့ဒီကစားသမားလေးကိုနေရာပေးပြီးတော့ကျွန်တော်တို့အသင်းမှာအဲ နေရာတစ်ခုပေးပြီးတော့သူ့နေရာမှာပေးလိုက်တာပို့ပြီးတော့အကောင်းမယ်ပေါ့နော်နောက်ဆုံးစင်အရန်ထဲမှာဖြစ်ဖြစ်ဗျာနော်အဲ့လိုမျိုးထည့်ထားပြီးတော့ကလေးတွေကိုနေရာပေးလိုက်တာပို့ပြီးတော့ကျွန်တော် United တော့ပို့ပြီးအလုပ်ဖြစ်မယ်လို့ထင်တယ်ပေါ့နော်ကဲဟုတ်ပြီညီကိုတို့ကြီးကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်အဲညီကိုတို့အနေနဲ့ကတော့ဘယ်လိုသဘောရလဲဒီကစားသမားကိုထွက်စေချင်လားဒါမှမဟုတ်ရင်အဲ့ဒီမှာပဲဆက်ပြီးတော့ထားနေချင်လားဆိုတော့အမြင်လေးတွေကိုလည်း comment section မှာဆွေးနွေးခဲ့ပါအောင်ဗျာเนาะ ကဲဟုတ်ပြီကျွန်တော်ဗီဒီယိုလေးကိုအဆုံးကြည့်အဆုံးထိကြည့်ပေးတယ်ညီကိုမောင်နှမများအားလုံးကိုလည်းအကျွန်တော်ဒီ TVB channel ကနေပြီးတော့ကျေးဇူးအထူးတင်ပါတယ်ဗျာเนาะကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်း like and subscribe လေးလုပ်ခဲ့ဦးတော့မမေ့နိုင်အောင်เนาะညီကိုတို့